ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြိုဆိုလာရပါရှင်ကျမတို့ channel နဲ့ကနေနေ့စဉ်ပြည်တွင်ပြပသတင်းများတော်လည်ရေးသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေးညီစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ယခုပထမအစွာစာတင်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့မြန်မာအရေးအမေရိကန်ရဲ့လိလူရှုမှုဟာတရုတ်ရဲ့အလုံးမှုမှုကိုချက်တင်ဖို့တကောက်ဖွင့်ပေးခြင်းဟု SACM ကပြောဆိုထားတဲ့ဆိုတဲ့သတင်းတွေပဲဖြစ်ပါရှင်အမေရိကန်ကမြန်မာပြည်နဲ့အတိတ်တသက်ထိတွေ့ဆက်ဆံမှုဖျက်ဆီးလိုက်ခြင်းဟာတရုတ်အတွက်တော့ ေတာတွင်အော်စာလွန်မှုမှုချက်ထွင်ဖို့တကားဖွင့်ပေးသလိုဖြစ်သွားတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကထုတ်ပြန်ပြောဆိုထားဖြစ်ပါရယ်။ ထရမ်မှာမြန်မာပြည်အတွက်မူဝါဒရှိမရှိတော့မသိရသေးပေမဲ့မြန်မာပြည်ကိုလစ်လျူရှုလိုက်သလိုဖြစ်နေတာကတော့ရှင်းပါတယ်။ဂျာကတဘောတဘောအရမြန်မာကိုတရုတ်စီကိုလက်လွတ်လိုက်တာဖြစ်ပြီးတရုတ်အနေနဲ့လေဟာနဲ့တိစောက်ဖို့ဝင်ရောက်လာမှာဖြစ်တယ်လို့ SACM ရဲ့တီထောင်သူအဖွဲ့ဝင်ကပြောဆိုထားဖြစ်ပါရယ်။မြန်မာအရေးကိုတရုတ်ကအတော်လေးကိုစိတ်ဝင်စားတယ်လို့လီဂျန်ကပြောဆိုထားရဖြစ်ပါရယ်။မြန်မာပြည်မှာ တရုတ်စီမံကိန်းများစွာရှိပြီးလက်ရှိလက်ပတ်နေတဲ့လက်ပတ်ချင်တဲ့စီမံကိန်း၃ပုံ၂ပုံကတော်လိုင်းရဲ့လက်လက်ကအဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေကြောင်းသူမပြောဆိုထားဖြစ်ပါတယ်။ စစ်တပ်ရဲ့ကျူလွန်မှုတွေဆက်လုပ်သွားနိုင်ဖို့တရုတ်ကကူညီတာဆိုရင်တော့တရုတ်ရဲ့လုံရက်ကအပြတ်တပေါ်ဆောင်ပြီးမြန်မာပြည်သူတွေကတရုတ်အပေါ်မှာခါတည်နေလိမ့်မယ်ခင်မိတဲ့ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့တရုတ်နိုင်ငံကပံ့ပိုးပေးမယ်ဆိုရင်တော့မြန်မာပြည်သူတွေကတရုတ်ကိုအပြစ်တပေါ်မြင်ပြီးအတိအမှတ်ပြုချီးကျူးလိမ့်မယ်လို့ပြောဆိုထားဖြစ်ပါရယ် တရုတ်ဟာဘယ်ပေါင်းစုံကနေကစားနေတာကိုကျွန်တော်တို့မြင်ရပါတယ်။တရုတ်အနေနဲ့အရန်ကိုအပြုတ်တပေါ်ဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်နိုင်တာကိုကျွန်တော်တို့မြင်နေရပါတယ်။အရန်ကိုအလွန်အကျူအပြုတ်တပေါ်ပါဝင်နိုင်ပြီးမဲ့လောလောဆယ်မှာတော့နှစ်ဖက်ခွပြီးနေနေတယ်လို့သူကတော့ဆိုထားဖြစ်ပါတယ်။အာနာသိပ်ပြီးအစောပိုင်းကစကားစစ်ကိုဆင်းရဲနဲ့ပစ်စီတွေအ திக ပတ်ပိုးပေးထားရရရှာနဲ့အခန်းကဏ္ဍကိုလည်းတရုတ်အနေနဲ့ပုံဝင်မကြဘူးလို့သူကပြောဆိုထားဖြစ်ပါတယ်။ ဒါပေမဲ့မော်စကိုဟာယူကရိန်းစစ်ပွဲအတွင်းမှာသူ့ရဲ့ကိုယ်ပိုင်စစ်ရေးလိုအချက်တွေရှိနေတဲ့အကြောင်းမြန်မာပြည်ကိုလက်နက်ထောက်ပံ့ရမှာသူ့ရဲ့ပအဝင်ပတ်သက်မှုကညှော့နယ်သွားတယ်လို့သူကဆိုထားဖြစ်ပါတယ်ဆက်လက်ပြီးတော့လောင်လုံးမြို့ပေါ်ရှိစစ်တပ်တပ်ဆွဲထားတဲ့နေရာတော်ကူကိုကြပြိုင်နက်ထဲဝင်ရောက်မှု စကောက်စီတတာဆဲဦးထမင်းနဲ့တည်ဆောင်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။တင်းနေတိုင်းဤတိုင်းလောင်လုံးမြို့ပေါ်မှာရှိတဲ့အကျန်းဖစ်စစ်တက်ဆွဲထားတဲ့နေရာတုပ်ဖို့ကိုချပြိုင်နဲ့ထဲဝင်ရောက်တိုက်ခိုက်ခဲ့ရရင်စကောက်စီတတာဆဲဦးထမင်းနဲ့တည်ဆောင်းခဲ့ကြ။လောင်လုံးမြို့နယ်ပြည်ကျွတ်ကောက်ရဲတပ်ဖွဲ့ပြန်ချရေးတာဝန်ခံရဲဘော်ရှယ်တို့ကရန်ကုန်ခေတ္တတင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်။မစနာရှိရနေနေ6နိုင်ခမ်းမအစတင်ကလောင်းလုံးမြို့ပေါ်ရှိအကျံပဲစကောက်စစ်တတားများတက်ဆွဲထားရာ လောင်လုံးမြို့နယ်ရစကန်မြို့နယ်ချွေဦးယုံနယ်မြို့နယ်ဆာရဖာယုံတို့ကိုတော်ရီတပ်ဖွဲ့များကကြပြိုင်တဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရကြောင်းသိရှိရပါတယ်။ရင်းတက်ခတ်မှုအတွင်မှာအချမ်းပဲစကောက်စစ်တပ်သားများဆယ်ဦးထက်မနည်းတိုက်ဆုံခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတပ်ဖွဲ့အတွင်မှာအချမ်းပဲစစ်တပ်ရဲ့အနောက်ဘက်ပင်လယ်ပြင်ရှိရေတပ်စစ်တင်မော်တစီမှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီးချော်ဝဲမြို့ပေါ်ဂတ်စတန်စစ်ကမ်းမှလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရှိရနေနက်နက်6နိုင်ကနေစတင်ပြီးလောင်လုံးမြို့ပေါ်ကရန်တူစခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက်ကထိနာပါတယ်အနည်းဆုံး10ဦးထက်မနည်းသေဆုံးခဲ့ပါတယ်ဒဏ်ရာရတဲ့သူလည်းများပါတယ်စစ်တပ်ဘက်ကနေပြီးတော့စစ်တင်မော်ရီလက်နေကြီးတွေနဲ့ပစ်ကူပေးတိုက်ခတ်တာလို့ရှိပါတယ်တော်လည်းတပ်ဖွဲ့ဝင်တွေအထူးခံမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်အခုနောက်ပိုင်းနေရာတိုင်းမှာအရက်သားကနေစစ်မှုချမ်းဖြစ်သွားတဲ့သူတွေအစားကျုံဝင်ရောက်လာတယ်လို့တွေ့နေရပါတယ်အဲ့ဒီတော့တိုက်ပွဲထဲမှာပါလာတဲ့အခါကျတော့ကျွန်တော်တို့ကအရက်သားကနေလာတဲ့လူတွေကိုမသိစေချင်ပါဘူးရုံထွက်စေချင်ပါတယ် ဒါပေမဲ့အခုချိန်မှာရုပ်ပထွက်ပဲနဲ့အထဲမှာအနေသားတို့တာတာရရနေတဲ့ကောင်းလို့လည်းတွေ့လာရပါတယ်။နောက်ဆုံးချက်မှာလက်နဲ့ချမယ်ဆိုတဲ့အခြေအနေအထားထိတွေ့ထားပုံကြရပါတယ်။အဲ့ဒါလို့အထဲမှာမယုံပဲနဲ့နေနေတဲ့ကောင်းရင်ကကျတော့တေလဲနားအေးရလို့ပဲပြောရမှာပေါ့။အိုးတဲ့ကဖားလို့ကောင်းရင်ပေးစစ်ခြင်းနဲ့အလံဖြူထောင်လက်နဲ့ချစစ်ခြင်းနဲ့အဖွဲလိုက်လက်နဲ့ချရင်ကြံနေတဲ့ကောင်းတွေပါနေမရတော့ပါဘူးလွတ်လန်းကိုမယွင်းချင်တဲ့ကောင်က လွတ်လပ်ကိုမရွေးချယ်တဲ့ကောင်းတဲ့အတွက်အခွင့်အရေးနှက်ခါမရဘူးလို့ပြောချင်ပါတယ်ဟုလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ချမ်းရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားဖြစ်ပါတယ်အစိုးရတပ်ခတ်မှုကိုတော့ထုတ်ဝေခရရတပောင်းစုနဲ့နှွေဦးပြောက်ချက်တပွဲကြောင်းတန်းတော်နိုင်ရေးတပွဲနဲ့ဒဝဲဒီဖက်မတင်တတတတပွဲတို့ကပူပေါင်းလို့ဆောင်ခဲ့ခြင်းပြီးပြီးရင်းနှီးမွန်းတဲ့ဆက်နိုင်ခံတွေတော်နိုင်ရေးတပွဲများပြန်လဲဆုတ်ခွာခဲ့ရကြောင်းသိရှိရပါတယ် ချောဝဲကရဲတပ်ပေါင်းစုအနေဖြင့်စကောက်စီအကြံဖက်လုပ်ရများနဲ့ရက်ဆက်ရုံမှမှုများကိုအမြန်ဆုံးနှစ်ကုန်ချုပ်ရန်စူးစမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားဖြစ်ပါရယ်။ဆက်လက်ပြီးတော့ရေဦးမြို့ပေါ်ရင်ကင်ပေါ်ဝင်နေတဲ့စကောက်စီတပ်သားများကိုတရုံဖြစ်ဘုံကျက်တခံမှုစကောက်စီဖက်ကနေထိခိုက်တိုက်ဆုံမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကောက်တိုင်းရေဦးမြို့ပေါ်ရင်ကင်ပေါ်ဝင်နေတဲ့အကြံဖက်စကောက်စီတပ်သားများကိုတရုံဖြစ်ဘုံကျက်တိုက်ခိုက်ခဲ့ရရင်စကောက်စီဖက်ကနေထိခိုက်မှုရှိခဲ့ကြောင်းရေဦးမြို့နယ်ပြည်သူ ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိတူတူကရှန်ကုန်ခေတ္တသင်းဌာနထပ်တို့ပြောဆိုထားပြပါရယ်။မတ်လ10ရက်နေ့နနက်8:20မိနစ်ခန့်တွင်ရေဦးမြို့ရွှေပြည်သာရက်ကွယ်မေကဝန်ကျောင်းအတွင်းမှကင်းပုံဝင်နေတဲ့အကြံပေးစစ်သားများနဲ့ပြူစော့ထင်းများကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဒရုန်းဖြင့်ပုံချက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရယ်။ ရင်တက်ခတ်မှုအတွင်းမှာအကျန်ပစကားစစ်တတများထိခိုက်သေးဆုံးမှုရှိနိုင်တော်လဲပဲအရေးအတွက်ကိုတော့အတိပြုနိုင်ရှင်းမရှိတဲ့ကြောင်းကျော်ရည်တဖုံရများအထိခိုက်မရှိ ပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းတရှိရပါတယ်စစ်ခွေတွေထိခိုက်မှုတော့ရှိနိုင်ပါတယ်အရေးအတွက်တော့အတိမပြုနိုင်သေးဘူးကျွန်တော်တို့တော်နေရေးရဲဘော်တွေအထိခိုက်မရှိ ပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုရေဦးမြနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိတူတူကတော့ပြောဆိုထားတယ်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ အုတ်တွင်မြန်မာမှာရှိတဲ့စစ်တပ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခတ်မှုစစ်ကောင်စစ်တပ15ဦးတေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင် ။ပဲခူးတိုင်းအုတ်တွင်မြွနယ်ရှိအကျန်းပစ္စတစခန်းနဲ့စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရရင်စစ်ကောင်စစ်တပ်က15ဦးသေဆုံးခဲ့ကြောင်းအုတ်တွင်မြွနယ်ပကဖမတာဝန်ရှိတတူကရန်ကုန်ခဲ့တဲ့တင်းနဲ့ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။မဆလာ9ရက်နေ့နဲ့လေးနိုင်30မိနစ်ခန့်တွင်အုတ်တွင်မြွနယ်ကျွဲပွဲမြွနယ်အုတ်တွင်မြွနယ်ညောင်ချေတော်မြို့အကျန်းရန်ကုန်မင်္ဂလေးလမ်းဟောင်းဘေးရှိကြောက်တိုင်ကျွာရှိအကျန်းပစ္စတစခန်းကိုပြည်သူ့ကာကွယ်ရေးတမရောစစ်စင်ရဲနဲ့မြင်နေဗျူဟာ23တပ်ဖွဲ့များဖြစ်တဲ့တပ်ရင်း 6500နည်းနဲ့အုတ်တွင်မြို့နယ်ပကဖရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရဲတပ်ခမအတွင်မှအကြမ်းဖက်စစ်ကောင်စစ်တပ်5ဦးတည်ဆုံခဲ့ပြီးလက်လက်ငယ်6လက်နဲ့ကြီးစံများသိမ်းဆည်းရရှိခဲ့ကြောင်းထိုတိုက်ပွဲအတွင်မှအုတ်တွင်မြို့နယ်ပကဖမှာရဲဘော်ဝမ်ချိုင်းနဲ့စစ်အနာရှစ်နဲ့အမြင့်ပြည့်အစည်းအဝေးအတွင် Federal Democracies နဲ့တိဆောက်ရေးအတွင်တိုက်ပွဲဝင်ရင်းမြင့်မြတ်စွာကြာရှုံးခဲ့ကြောင်းသိရှိရပါတယ်။ ထွတ်တက်ခတ်မှုအတွင်မှာဆိုရင်တော့အကြံဖက်စစ်ကောင်စစ်ဘက်ကနေအရာရှိတဦးအပါဝင်စစ်ကောင်စစ်တပ်သား၁၀ဦးသေဆုံးခဲ့ကြောင်းယင်းနေ့မော်လယ်ပိုင်းတွင်အကြံဖက်စစ်ကောင်စီစစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားခဲ့ပြီးရေဦးစင်ချင်းရရှိပြည်သူပိုင်းနေအိမ်လေးလုံးဝလည်းမိရှုဖြစ်စီသွားခဲ့ကြောင်းသိရှိရပါသည် ထို့ပြင်ပကိုတိုင်းခြားတပင်မြို့နယ်မှာရှိတဲ့တပင်ညွတ်အကျန်းဖက်စစ်တပ်အထမ်းစခန်းကိုလည်း PDF အထူးကော်မတီတရင် KNA တမဟာနဲ့ KNA တမဟာတို့ရောနာတန်တရုံဖို့တို့ကပူပေါင်းသိမ်းပိုက်မှုအတွင်မှာအုတ်တွင်းမြို့နယ်ပကဖာမှာအကျန်းဖက်စစ်တပ်ရဲ့စစ်ကူစကြောင်းများကိုဖျက်တောက်တိုက်ခိုက်ရေး၍ပူပေါင်းပောင်းဝင်ခဲ့ကြောင်းအုတ်တွင်းမြို့နယ်ပကဖာမှာတာဝန်ရှိသူတို့ကတော့ပြောဆိုထားဖြစ်ပါတယ်။ အလားတူမစလာကိုရနေနဲ့ဆယ်နေတွင်အုတ်တွင်းမြွနဲ့ကျွဲပွဲမြို့မြို့စုတနာအနီးရှိရေအိုစင်ကျေးရွာကိုစစ်ကြောင်းချုပ်ဝင်ရောက်လာတဲ့အကြံပဲစစ်ကောင်စစ်တပ်သားများကိုအုတ်တွင်းမြွနဲ့ပကဖာတရင်3500နဲ့တောင်ဝခရမ်းပြည်တွက်ကကွယ်ရေးအဖွဲ Eagle Power M Drone အဖွဲနဲ့ Federal Peacock Drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အကြောင်းတစ်ဆက်ပေးမှုကိုကျွန်မပဲခေတ္တနာကိုပြောပါရှင်။အပင်နာစမှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါရှင်။